မင်္ဂလာပါမမိတ်ဆွေများဒီကနေ့မှာတောင်နှန်းသာသနာပြုဆရာတော်ဘုရားကြီးဥဒ္ဓမသာရရဲ့ဆက်နှစ်ပါးသောကိုးစားနှံ့မေတ္တာရောင်ပြန်နည်းလေးကိုတင်ဆက်ပေးလိုပါတယ်။ယခုတင်ဆက်မယ့်မေတ္တာရောင်ပြန်နည်းဟာရှေးရုပ်အစဉ်ဆက်ပညာရှင်များဘူရာဖြူဘူရာညူဘယောဟိတ်တွေအစဉ်ဆက်ကျင့်သုံးသင်ဆောင်လာတဲ့နည်းဖြစ်ပြီးအစွမ်းလက်ထက်မြက်လာပါတယ်။ဒီနည်းကကိုးစားနှံ့များရဲ့အကူအညီနဲ့ချစ်ခင်သူကိုတော်လကောက်မိမိလုပ်ငန်းနဲ့ဆက်နွယ်သမျှကိုတော်လကောက်ပါလာစေတဲ့နည်းဖြစ်ပါတယ်။ကိုးစားနှံ့၁၂ပါးကတော့ နံပါတ်1တတပါလာဘူးစာရေးနတ်တတပါလာနတ်ကို9ရက်တိတိမနက်တိုင်း38ချိန်မြတ်တာပို့မယ်ဆိုရင်အချစ်ရေးမှန်သမျှအစဉ်ပြေပါလိမ့်မယ်နံပါတ်2ကဝါမေသူရစီးစိန်ကိုစောက်တော့နတ်ပဲဖြစ်ပါတယ်ဝါမေသူရနတ်ကို9ရက်တိတိမနက်တိုင်း9ချိန်မြတ်တာပို့မယ်ဆိုရင် အလုံးအကန့်အားလုံးအစဉ်ပြေသွားပါလိမ့်မယ်နံပါတ်3ကတော့ဇလတင်ညာအလူဒါနာကိုစောက်တော့နတ်ဖြစ်ပါတယ် ဇလတင်ညာနှက်ကိုနေ့စဉ်9ရက်တိတိမနက်တိုင်း38ကြိမ်မြတ်တာပို့မယ်ဆိုရင်အလူဒါနကြီးတွေကိုပြုလုပ်ရပါလိမ့်မယ်။နံပါတ်၄ကဂရပါလအိုးအိမ်ကိုစောက်တော်နှက်ဖြစ်ပါတယ်။ဂရပါလနှက်ကိုနေ့စဉ်သုံးမဟုတ်လိုအပ်တဲ့အခါမှာမနက်တိုင်း38ကြိမ်မြတ်တာပို့မယ်ဆိုရင်မိမိရဲ့တိုက်တာအိုးအိမ်ချမ်းမြေတွေရန်သူမျိုး၅ပါးဘေးကကင်းလို့မယ်။နံပါတ်၅စန်ဒီကျက်တီမင်္ဂလာရှိတော်နှက်ဖြစ်ပါတယ်။ ဇန်ဒီနတ်သမီးကိုနေ့စဉ်နနက်တိုင်း16ကြိမ်မြတ်တာပို့မယ်ဆိုရင်ကျက်တည်မင်္ဂလာအပေါင်းနဲ့ပြည့်စုံမယ်။နံပါတ်6ကကရာနီအသက်ဆောင်နတ်ပဲဖြစ်ပါတယ်။ကရာနီနတ်ကိုအမြဲတမ်းနနက်တိုင်း38ကြိမ်မြတ်တာပို့ရင်အသက်အန္တရာယ်ထိခိုက်မှုမှဂင်ဝေးမယ်။နံပါတ်9ဗလိယာဇာအိမ်မက်ပေးသောနတ်ဖြစ်ပါတယ်။ဗလိယာဇာနတ်ကို9ရက်တိတိမနက်တိုင်း9ကြိမ်မြတ်တာပို့မယ်ဆိုရင်မိမိရဲ့အလိုဆန္ဒများပြေဝလာမယ်။နံပါတ်10လက်ချမီဒေဝီ ဥစ္စာပေးသောနတ်ဖြစ်ပါတယ်။လက်ချမီဒေဝီနတ်ကိုနေ့စဉ်မနက်တိုင်း၉ချိန်မြတ်တာပို့ရင်မိမိပြောသမျှစကားတွေအောင်မြင်မယ်။နံပါတ်၉ဒုရတ္တိပညာဉာဏ်ကိုစောက်သောနတ်ဖြစ်ပါတယ်။ဒုရတ္တိနတ်သမီးကို9ရက်တိတိမနက်တိုင်း၉ချိန်မြတ်တာပို့ရင်ပညာရေးအောင်မြင်မှုရမယ်။နံပါတ်၁၀ကဝကပါလခကြီးသွားရင်စောက်သောနတ်ဖြစ်ပါတယ်။ဝကပါလနတ်ကိုခကြီးမသွားခင်ကြိုတင်ပြီး၉ချိန်မြတ်တာပို့ရင်လမ်းခကြီးမှာဘေးအန္တရာယ်မှကင်းဝေးမယ်။ နံပါတ်7နရိန္ဒဒေဝီအိတ်ဆက်လင်စောက်တော်နတ်ဖြစ်ပါတယ်နရိန္ဒဒေဝီနတ်ကိုအဲ့ရဝင်ခါနီးညစဉ်ညတိုင်း၉ချိန်မြတ်တာပို့ရင်မကောင်းသောအိမ်မက်တွေမမြင်မနိုင်ပါဘူးနံပါတ်7ကမဟာပိန်းနဲ့အခါခတ်သိမ်းစောက်လျှောက်တော်နတ်ဖြစ်ပါတယ်မဟာပိန်းနဲ့နတ်ကိုနေ့စဉ်နေ့တိုင်း၉ချိန်မြတ်တာပို့ရင်ကျက်တည်မင်္ဂလာနဲ့ပြည့်စုံမယ်မေတ္တာပို့တဲ့အခါမှာမေတ္တာတုတ်တော်ကိုအရင်ရွတ်ဆိုပြီးမေတ္တာပို့ရဲ့နတ်ရဲ့နာမည်ကိုဖြစ်စေနတ်အလုံးကိုဖြစ်စေမေတ္တာပို့နိုင်ပါတယ်။ ဥမာအဖြစ်တတပါဠဘူးစာရေးနှစ်တာကိုစိတ်နှစ်ပါးကျမ်းမှချမ်းသာပါစေစသဖြင့်နတ်တပါးแท้ကိုသလကောင်နတ်အားလုံးကိုသလကောင်မေတ္တာပို့ပေးနိုင်ပါတယ်အကယ်၍မေတ္တာတုတ်တော်ကိုရွတ်ဖတ်ဖို့အချိန်မရဘူးဆိုရင်ကိုစိတ်နှစ်ပါးကျမ်းမှချမ်းသာပါစေ မတ်တရားဖူတရားများကိုကျင့်ကြံအားထုတ်နိုင်ကြပါစေတစင်းထက်တစင်းမြင့်တက်နိုင်ကြပါစေလို့မေတ္တာပို့ပါဒီလိုကိုဇောက်နှက်တွေကိုနေ့စဉ်မြတ်တာပို့ပေးခြင်းဖြင့်ကိုဇောက်နှက်တွေရဲ့အကူအညီအဆောင်ရှောက်တွေကိုရရှိပြီး မေတ္တာရောင်ပြန်ဟလာပါလိမ့်မယ်။နောက်ကတော့ဒီဘုတ်ကတော့ရန်လွဲရန်ဖဲအန္ဒီယကင်းဆက်ဖြတ်ကာထားပဲဖြစ်ပါတယ်။အောင်းနမောဗုဒ္ဓ ानु ဘာဝေနအောင်းနမောဓမ္မ ानु ဘာဝေနအောင်းနမောတန်ဃာ ानु ဘာဝေနအောင်းဒူရီဒူရီသွားဟုံဟုံဒီကရာလေးဟာစက်ကြီး33ပါးမန္တန်စက်ကြီး38ပါးမန္တန်စက်ကြီး38ပါးမန္တန်တို့ရဲ့တဲကြီးကာထာလို့ပြောလို့ရပါတယ်။ဒီကရာလေးကိုရန်လွဲအောင်ရန်ဖဲအောင်ရန်ရှင်းအောင် အန်ဒီရဲ့ကင်းအောင်မကောင်းတဲ့အနှိဋ္ဌာယုတ်ဆက်တွေကင်းလို့ပြတ်တောက်အောင်ရွတ်ဖက်ပေးနိုင်ပါတယ်။ကောင်းစေးမင်္ဂလာပြုတဲ့အခါမှာကျွန်ုပ်ကတော့မဖြစ်မနေရွတ်ပါတယ်။မကောင်းတဲ့တာမန်ဂျိုစီဂျိုနင်းဂျိုစားဂျိုပြက်တွေလောက်ကတော့အမြန်ကင်းရှင်းစေပါတယ်။မွေဆိုးလူဆိုးစသဖြင့်မတွေ့ရလေအောင် အိမ်ကအထွက်တိုင်းခုနှစ်ခေါက်တန်စီကိုခေါက်တန်စီအနည်းငယ်ရွတ်ဖက်ပေးုံနဲ့ရန်လွဲစေပါတယ်။ခေကာလာအရဘုရားကုံတရားကုံတန်ဃာကုံများကိုပွားများပြီးဒီဂါထာလေးကိုလည်းများများရွတ်ဖက်ပြီးအန်ဒီရဲ့ကင်းအောင် ဘေးရန်ရှင်းအောင်ရုတ်ဖတ်နိုင်ဖို့မျှဝေပေးလိုက်ပါတယ်။ရက်ကန်စင်တောင်ဆရာတော်ဥရောပသားဟာရွှေသားပရပိုက်ရဝိရိယဓိကအလောင်းတော်ဆိုပြီးဘာကြောင့်ဖြစ်လာပါသလဲ။အုတ်အော်ကြော်တက်ရက်ကန်ထွက်ဆိုတဲ့တပောင်ကိုပြန်လဲရေတွက်မယ်ဆိုရင်တတနစ်ခွန်ကေကနန်ရပါတယ်။အဲ့ဒီကနန်းဟာရက်ကန်စင်တောင်ဆရာတော်ပြားရဲ့မွေးနေ့တက်ကရစ်ဖြစ်ပါတယ်။ဆရာတော်ဥရောပသားဟာမန္တလေးတိုင်းစင်ကူမြို့နယ်မြေပုံကန်ရွာစာတိဖြစ်ပါတယ်။ အဘဦးရကျော်အမိဒေါ်ငွေနင်းတို့မှာသားတယောက်သမီးတယောက်ရှိပါတယ်။သားအမိကတော့မောင်ကုန်းဖြစ်ပြီးသမီးကမတ်လာဝင်ဖြစ်ပါတယ်။မောင်ကုန်းအသက်9နှစ်မှာရှမ်းမြောင်ရိုးဆရာတော်ဘုရားစီမှာပညာသင်ဖို့အနှံထားပါတယ်။အဲ့လိုရှမ်းမြောင်ရိုးဆရာတော်ဘုရားစီမှာကျောင်းသားအဖြစ်စာပေတွေကိုသင်ကြားနေစဉ်မှာရှမ်းမြောင်ရိုးဆရာတော်ကမန္တလေးမြို့ကိုခရီးသွားတဲ့နေရာမှာမောင်ကုန်းကိုခေါ်ဆောင်သွားပါတယ်။ဆရာတော်ကမန္တလေးမှာရှိတဲ့မိုတာကျောင်းတိုင်းမှာတဲခိုပါတယ် တနေ့မှာမိုးတာကြောင်းဆရာတော်နဲ့ရမ်းမြောင်ရိုးဆရာတော်တို့ကစကားလက်ဆုံကြားနေတဲ့အချိန်မှာအမတ်မထင်ကျောင်းပေါ်ကိုရဟန်းတစ်ပါးတက်လာပါတယ်။အဲ့ဒီအချိန်မှာကျောင်းပေါ်မှာကလေးတအူးတက်နေတဲ့အတွက်ကြောင့်ကျောင်းပေါ်ကိုရောက်လာတဲ့ရဟန်းတော်ကိုအလေးမပြုဘဲကလေးကိုပဲပြုစုနေကြပါတယ်။ကျောင်းပေါ်ကိုရောက်လာတဲ့ရဟန်းကတကားတို့ဖယ်ကြဆိုပြီးအမိတ်ပေးလိုက်တဲ့အတွက်ကြောင့်ဝိုင်းအောင်ပြုစုနေတဲ့လူစုကဖယ်ရှားသွားကြပါတယ်။အဲ့ဒီရဟန်းကကလေးကိုမန်တန်ရွတ်ပြီးမန်မုတ်ပေးလိုက်တဲ့အတွက်ကြောင့်တက်နေတဲ့ကလေးကကျမ်းမာသွားပါတယ်။ အဲ့ဒီအကြောင်းအရာကိုမြင်တွေ့လိုက်ရတဲ့မိုတာဆရာတော်နဲ့ရမ်းမြောင်ယူဆရာတော်တို့ဟာအဲ့ဒီယဟန်ကိုဒီလိုရှောက်ထားကြပါတယ်အရှင်ဖျားဝါတော်မြီမြရှိပါတည်းဘွဲအမိမြမြီတို့ခေါ်ပါတည်းအဲ့ဒီယဟန်ကမိမိရဲ့ဝါတော်နဲ့ဘွဲအမိကိုပြောလိုက်တဲ့အတွက်ကြောင့်ဆရာတော်နှစ်ပါးလုံးဝုတ်ပြူကြပါတယ်အဲ့ဒီယဟန်ရဲ့ဘွဲကတွန်တေးမျိုးကဆရာတော်ဥဒမဇာရီဖြစ်ပါတယ်တပြည့်တော်တို့အရှင်ဖျားရဲ့ဘွဲကိုကြားဘူးပါတယ် မွေကူးတဲ့နေရာမှာအလွန်တော်ကြောင်းကြာဥပါတယ်ဘုရားဆိုပြီးဆရာတော်နှစ်ပါးကပြန်လဲရှောက်ထားကြပါတယ်အရှင်ဘုရားဤကြောင်းနိုင်ပျော်တော့တဲ့တင်းသုံးနိုင်ပါတယ်ဆိုပြီးတော့လဲထမှန်ရှောက်ထားကြပါတယ်ဥဒမဇာရီဆရာတော်ကအဲ့ဒီမိုတာကြောင်းမှာတင်းသုံးတော်မူပါတယ်ဒီနေ့မှာကြောင်းအောက်မှာကြောင်းသားတွေပြီးလွားကစားနေကြပါတယ်ဆရာတော်ဟာကြောက်တန်တစ်ချောင်းကိုယူလိုက်ပြီးအဋိဌံပြုပါတယ်ပါရမီရှိသောပုဂ္ဂိုလ်ကိုပေးမည်ကြောက်တန်ရရှိသောသူသည်ငါလိုမြင်စေငါလိုတက်စေ ငါလိုကြားစီဆိုပြီးအဋိဌံပြုပြီးကြောင်းအောက်ကိုပြစ်ချလိုက်ပါတယ်။မြေပေါ်ကိုကြားရောက်လာတဲ့ကြောက်တံကိုဘယ်သူမှကောက်ယူခြင်းမရှိပါဘူး။ပြေးလွာဆော့ကစားပြီးတော့ပဲနေကြပါတယ်။မောင်ကွန်းကအဲ့ဒီကြောက်တံနားကိုရောက်တဲ့အခါမှာတခြားကလေးတွေလိုမျိုးကြော်သွားခြင်းမရှိဘဲနဲ့ကောက်ယူပြီးမိမိတဲခိုတဲ့ကြောင်းကိုပြန်လာပါတယ်။မောင်ကွန်းကအဲ့ဒီကြောက်တံနဲ့အင်းကစားလိုတဲ့စိတ်ပေါ်လာတဲ့အတွက်ကြောင့်ကြောက်တင်ဘုံပေါ်မှာရေးချစ်လိုက်တဲ့အခါတိုင်းမှာအင်းွက်တွေပြစ်နေတာကိုတွေ့ရပါတယ်။ဒီနေရာမှာမှတ်ချက်ကတော့ ဆရာတော်ဥရောပသားကရွှေသားပြပိုက်ရရှိတာကပဂတိရွှေကိုရရှိတာမဟုတ်ပါဘူးဘိုးဘော်ကကြားလာတာလည်းမဟုတ်ပါဘူးဥဒမဇာရီရဲ့အဋိဌံကြောက်တန့်ကိုရရှိလာတာကိုအစွဲပြုပြီးရွှေသားပြပိုက်ဆိုပြီးဝိသေသပြုလိုက်ခြင်းလာဖြစ်ပါတယ်မောင်ကုန်းကမြေပုံကန်ရွာမှာရှိတဲ့ရမ်းမြောင်ရိုးဆရာတော်ထံမှာဥရောပသားဆိုပြီးဘွဲ့အမိနဲ့ကိုရင်ဝတ်ပါတယ်အသက်20မှာယဟန်ခံပြီးမိုတာကြောင်းမှာစာပေပရိယတ်တိတွေသင်ကြားပါတယ် မိုတာကြောင်းဆရာတော်ကအဲ့ဒီကြောင်းကိုအနှင်းပေမဲ့လည်းမောင်ကုန်းကလက်မခံပါဘူးမောင်ကုန်းဟာလူဝတ်လဲပြီးတဲ့နောက်မှာမင်္ဂလာရန်အောင်ဆရာကြီးဆိုတဲ့နာမည်နဲ့ကိုရင်ကြီးဆိုတဲ့နာမည်နှလုံးနဲ့အမိတွဲပါတယ်မောင်ကုန်းဟာလူဝတ်လဲလိုက်ပြီးတဲ့နောက်မှာဘိန်တော်ဆရာပျောကဆရာဖြစ်ကူးသားပါတယ်အဲ့လိုကူးသားတဲ့နေရာမှာလည်းလူအများကပျောက်ကင်းကြပါတယ်အဲ့လိုလူအများကကြီးညိုလာတဲ့အတွက်ကြောင့်အယူဟန်ဆောင်ပြီးရက်ကန်းစင်တောင်ဘိုးအော်တောင်မလဲတောင်စင်တောင်တွေမှာတွားရောက်တရားအားထုတ်ရပြန်ပါတယ်တထောင်တထောင်ပြန်မဆောင်နဲ့ ပြန်အောင်ကျွေးမယ်ဆိုတဲ့ဆောင်းပုံးနဲ့အညီဒါပြောချောင်းမှာကျွန်းသားကိုငုတ်တိုင်စီတဲပြီးအယူကိုထမင်းကျွေးထားပါတယ်။ငွေကြီးတွေလည်းမယူဈေးမတိုက်အင်းမတိုက်ပဲနဲ့လာရောက်တဲ့ယောဂရှင်တွေကိုခန္ဓာအလူခံပြီးဒါပြောချောင်းကိုစင်ခိုင်းပြီးတော့အပေါ်ကိုတက်လာတဲ့အခါမှာတော့ပဂရိကျမ်းမာသွားကြပါတယ်။ဒီနေ့မှာမင်္ဂလာရံအောင်ဆရာကြီးဟာရက်ကန်းစင်တောင်ပေါ်ကိုရက်ကန်းစင်၉ခုစီမံထားပြီးရှစ်ခွင်ဂျိုအတိုင်းမင်္ဂလီတဦးစီရဲ့မွေးနံလိုက်ရက်ကန်းစင်ဒီမှာထိုင်ခိုင်းပါတယ်။မင်္ဂလာရံအောင်ဆရာကြီးဟာနတ်ခါကိုကြည့်ပြီး ရက်ဆိုပြီးအမိတ်ပေးလိုက်ပါတယ်။မိုးလင်းတဲ့ခါမှာအားလုံးရက်ပြီးသားဖြစ်နေပါတယ်။အဲ့ဒီအချင်းရကိုဆွဲပြုတ်ပြီးစင်တောင်ဆရာကြီးဆိုပြီးနာမည်တွင်ပြပါတယ်။ဘိုးရဲသူဆရာဆိုင်အမေပူတို့ကိုတမထပညာတွေသင်ကြားပေးပါတယ်။အဲ့လိုပညာသင်ကြားနေချိန်မှာပိတ်ဖြူဝလျက်ရှိနေပါတယ်။ငါထွက်ရင်တော့ကြော်သုံးကြော်နဲ့ထွက်မယ်ဆိုပြီးပြောပြီးတဲ့နောက်မှာပညာအုပ်ဦးကြော်ရန်ဦးကြော်တင်ဦးကြော်တို့ကိုပညာသင်ကြားပေးပြီးတဲ့နောက်မှာယဟန်ဝတ်ပြီးတော့မဟာကန္နာကြီးဝိဇ္ဇတို့လမ်းစဉ်ကိုဆက်လက်အားထုတ်နိုင်ဖို့အတွက် တောတောင်တဲကိုကြွမြန်သွားပါတယ်။ငားမြီရငားပွဲခံဝိရိယဒီကအလောင်းတော်စုပန်ဆိုတာကလည်းနံပါတ်1ဦးကွန်၊နံပါတ်2စင်တောင်ဆရာကြီး၊နံပါတ်3ကိုရင်ကြီး၊နံပါတ်4ရက်ကန်းစင်တောင်ဦးဝပါတာ၊နံပါတ်5မင်္ဂလာရအောင်ဆရာကြီးတို့ပဲဖြစ်ပါတယ်။အခုတင်ပြမယ့်သမုဒ္ဒီဂါထာတော်ကြီးဟာရက်ကန်းစင်တောင်ဆရာတော်ဘုရားကြီးအမြဲရွတ်ဖတ်တော်မူတဲ့ဂါထာတော်ကြီးအဖြစ်အမှတ်အသားတွေရတော်၎င်းဆရာတော်ကြီးရဲ့တပြည့်သားမီးတွေဇီကတော်၎င်းသိရှိရပါတယ်။ အဲ့ဒီဂါထာတော်ကြီးဟာပါဠိအတော်ဖွဲ့တွေအရအစင်တန်မြင့်မာလာတဲ့ဂါထာတော်ကြီးဖြစ်တယ်လို့ပညာရှင်တွေကဆိုပါတယ်အဲ့ဒီဂါထာတော်ကြီးကိုရှေးသူတော်စင်သူတော်မြတ်တို့ကအလေးမြတ်ထားပြီးနေ့စဉ်ရွတ်ဖတ်ခဲ့ကြပါတယ်ပွင့်လီကုံပြီးတဲ့မြတ်စွာဘုရားရှင်တို့ကိုကြည်ညိုမျက်နှာလက်ဆုပ်မိုးပြီးရှစ်ခိုးပူဇော်ခဲ့ကြပါတယ်ဒီတန်မုတ်ဒီဂါထာတော်ကြီးကိုနေ့စဉ်ရွတ်ဖတ်ရှစ်ခိုးပူဇော်ခြင်းအပြင်ကိုယ်စိတ်နှစ်ပါးရှင်လန်းချမ်းမြေ့စွာနဲ့နေထိုင်ရပြီး မိမိတို့ရာတင်ရထိုက်တဲ့အခွင့်အရေးတွေကိုလည်းတင်းပြစ်ကြပြစ်ခံစားရရှိနိုင်တယ်လို့မိတ်ဆိုထားပါတယ်။ရက်ကန်စင်တောင်ဆရာတော်ဘုရားကြီးအမြဲရွတ်ဖတ်တော်မူတဲ့တမုတ်တိဂါထာတော်ကြီးရဲ့မူရင်းအပြည့်စုံကတော့တမုတ်တိအထဝီတင်စဒွာရတိသဟတကေပင်စတတသဟတကေဂင်္ဂဝါလူကတိတ်ကံတိအပမေယဇီနုတ်တရေအနန္တနိဗ္ဗုတိဇီနေတေတံဓမေစတံဂေစအာဒရိနနမမဟာ နမကာရာနုဘဝေနဟိတဝါတပ်ပေဥပတ်တဝေအနေကာအန္တရာယာပိဝိနတန်တုအာတိတတော်အနတ်ဒိဗေကတော့အထဝီတံမကြိတ်ရှိစုကုံသောတမုတ်ဒေစဖျားရှင်တို့ကို၎င်းဒွါရတိတဟတကေတသောနှထောင်ကုံသောတမုတ်ဒေစဖျားရှင်တို့ကို၎င်းပင်စတတတဟတကေငါးသိန်းတသောနှထောင်ကုံသောတမုတ်ဒေစဖျားရှင်တို့ကို၎င်းဂင်္ဂါဝါလူက ဂင်းကမြင့်မှတဲလုံးများကိုတိတ်ကံပြီးလုံကုံထသောအပမေယဇီနုတ်တွေမနိုင်ရှင်အပ်အောင်ငါးရဖြစ်လွန်မြတ်တော်မူကုံထသောအနန္တနေဘူးတေဇီနေစရေတွက်ခြင်းကတိုင်းတာမရှိနေဘူးတီတခင်အောင်ပွဲဝင်မြတ်ဖရာတို့ကို၎င်းတေတံတို့နိဗ္ဗာန်ဝင်သွားမြတ်ဖရာတို့ဤဓမေစရွှေနှုတ်တော်မှာဟောဖို့မွတ်ကြတရားတော်တို့ကို၎င်းတန်ကြီးစား တပြည့်တာဝကတန်ဃာတော်ဟူသမျှတို့ကို၎င်းအဟံတပြည့်တော်သည်အာရိဏယောသေးစွာဖြင့်နမမိဥနှိမ်ယိုကျိုးရှစ်ခိုးပါဤအရှင်မြတ်ဗျာ